မင်္ဂလာပါရှင်။ PSM News ရဲ့အောက်တိုဘာလ31ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးပါတော့မယ်။ဒီနေ့အောက်တိုဘာလ31ရက်နေ့အတွက်မိုးလေဝသအခြေအနေကတော့ရခိုင်ပြည်နယ်အေရဝတီတိုင်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမိုးအထင်တင်ကနေမိုးများနိုင်မှာဖြစ်ပါတယ်။ထိုင်းပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာတနင်္သာရီတိုင်းမြင်းမြို့တောင်ဘက်ကနေဖြတ်ကျော်ပြီးဒီနေ့မနက်မှာပဲကပ်ပလီပင်လယ်ထဲရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလီပွေလိုင်းဟာမနက်ဖြန်မနက်မှာကိုကိုကျော်မြောက်ဖက်ကိုရောက်ရှိမှာဖြစ်ပြီးလီပွေလိုင်းရဲ့အရှင်ကြောင့်မနက်ဖြန်မှာရခိုင်ပြည်နယ်အေရော်ဒီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာစိစိမိုးရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးသည်ထန်တာတွေဖြစ်နိုင်ပါတယ်။ဒါ့အပြင်လီပွေလိုင်းဟာမနက်ဖြန်မှာပဲဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကိုရောက်ရှိမှာဖြစ်တဲ့အပြင်နိုဝင်ဘာလ3ရက်နေ့ထိမြဝကျော်မော်ဒေသတွေအနီးကုန်းနှင်းနဲ့ရေပြင်မှာရှိနေတာဖြစ်တာကိုလည်းတွေ့ရပါတယ်။ ဒီအခြေအနေတွေကြောင့်ဒီနေ့မနက်၈နာရီကနေနောက်၃ရက်အတွင်းရခိုင်ပြည်နယ်အေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမိုးရေချိန်၃လက်မဝန်းကျင် ရရှိနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။ဒါပြင်အိန္ဒိယနိုင်ငံနဲ့ရောက်ရှိနေတဲ့မုံတိုင်းမွန်ထားရဲ့အကျဉ်းချံတိမ်ထိုက်တွေနဲ့လေပွေလိုင်းရဲ့အရှိန်ကြောင့်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း၃ရက်အတွင်းမိုးရေချိန်၃လက်မဝန်းကျင်ရရှိနိုင်တဲ့အထိမိုးအထင်တင်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ လက်ရှိချိန်ဟာမိုးလွန်ကာလလည်းဖြစ်တာကြောင့်မိုးရသည်မှလို့လေကွင်းနေတဲ့ရေချမ်းတဲ့အထိမိုးရသွန်းနိုင်မှာမဟုတ်ပေမဲ့အချိန်ပိုင်းအတွင်းမိုးသည်ထန်တာလေပြင်းတိုက်ခတ်တာမိုးကြိုးပြစ်တာတွေပါဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်မှာရန်ကုန်တိုင်းနဲ့အေရီတိုင်းကမြို့နယ်တော်တော်များများမှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးမြေအကွက်ပြီးမိုးသည်ထန်တာတွေလည်းဖြစ်နိုင်တယ်လို့မွန်ပြည်နယ်ကမူးရုံနဲ့ကြိုက်မြောမြို့နယ်တွေနဲ့တနင်္လာရီတိုင်းကရေခေါစာနဲ့ကလိန်အောင်စတဲ့မြို့နယ်တွေမှာမိုးများနိုင်ပြီးနေရာကွက်ပြီးမိုးသည်ထန်နိုင်ပါတယ်။ မနက်ဖြန်မှာတော့မြဝကျုံမောင်မုတ်တမခွေမွန်တနင်္သာရီကံယူရန်တလျှောက်နဲ့ကန်းလွန်ပင်လေပင်တို့မှာနှိုင်းကြီးနိုင်ပြီးလိုင်းအမြင့်ကတော့9ဘီကနေ17ဘီခန့်ရှိနိုင်ပါတယ်။ရခိုင်ကံယူရန်တလျှောက်နဲ့ကန်းလွန်ပင်လေပင်တို့မှာတော့နှိုင်းအသင့်တင်ကနေနှိုင်းကြီးနိုင်ပြီးလိုင်းအမြင့်ကတော့9ဘီကနေ9ဘီခန့်ရှိနိုင်မှာပဲဖြစ်ပါတယ်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်ကျင်သာမှန်နိုင်တာကြောင့်အချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။ နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကို PSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မူလဥဒအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံပါရစေရှင်။ PSM ကိုကြည့်ရှုကြသူတွေနဲ့အတူမြန်မာပြည်သူပြည်သားတွေအားလုံးလည်းစမ်းမစွာနဲ့တဘာဝဘေးရည်ရဲ့အသွေးတွေကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေကြောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်။